Ich verstehe nur Bahnhof. ဒီစာကြောင်းလေးကိုစကားပြောတဲ့အခါမှာခဏခဏကြားဖို့ကြားမှာပါ။အဲ့ဒီစာလုံးလေးရဲ့အဓိပ္ပာယ်ကဘာအဓိပ္ပာယ်လဲဆိုရင်တိုက်ရိုက်အဓိပ္ပာယ်ဆိုရင်နော်။ Ich naga verstehen nur le di nur Bahnhof ဘူရာယုံမဲ့အဲ့တော့ငါဘူရာယုံမဲ့နားလေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါလေ။ဒါပေမဲ့သူ့ရဲ့တကယ်တမ်းမူရင်းဆိုလိုရင်းအဓိပ္ပာယ်ကတော့ adverse niche verstehen wie greifen တခုခုကိုမသိဘူးနားမလည်ဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဥပမာတခုခုကိုပြောပြလိုက်တဲ့အဲ့ဒီយ៉ាងကိုယ်အတွက်စိတ်ရှုပ်ထွေးရှုပ်ထွေးနေတယ်ဘာမှနားမလည်ဘူးဆိုရင် das ist ja kompliziert ich verstehe nur bahnhof တယောက်ယောက်ကတခုခုပြောလိုက်တယ်သူပြောလိုက်တဲ့ဟာကိုကိုနားမလည်ဘူးအယုံမဆိုင်မိလိုက်လို့နားမလည်တာပဲဖြစ်ဖြစ်သူပြောတာဘာကိုပြောချင်မှန်းလည်းကိုကမသိတာပဲဖြစ်ဖြစ်အဲ့ဒါမျိုးဆိုလို့ရှင်လေ das hacks to get that ich verstehe nur bahnhof ဲ့တိုင်းလေးပြောကြပါဗျ။ဒီသုံးလုံးလေးစတင်ပေါ်ပေါက်လာပုံကတော့1920ပြည့်နှစ်တည်တုန်းကပထမကမ္ဘာစစ်ပြီးမှစစ်သားတွေဟာစစ်ပင်ပန်းနေတယ်။သူတို့စိတ်ထဲမှာတည်တာကဘာလာပြောပြောဘာမှမသိဘူး။ဘူရာယုံကိုပဲနားလေတယ်။အိမ်ပြန်ချင်းစိတ်ကကြီးမားနေတဲ့အတွက်ဘူရာယုံကလွယ်ငါတို့ဘာမှမသိဘူးဆိုပြီးပြောကြရာကနေပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဒါကြောင့်ဒီဘက်ခင်မှာအဲ့ဒီစကလုံးဟာဘန်းစကားတစ်ခုအနေနဲ့ဖြစ်လာပြီးတခုခုကိုကိုကနားမလဲဘူးငါအတွက်ကတော့ဘန်းဟိုဖယ်ကျန်တာဘာမှမသိဘူးဆိုတဲ့အဓိပ္ပာယ်အနေနဲ့ပြောချင်တဲ့အခါမှာ Ich verstehe nur Bahnhof Ich verstehe nur Bahnhof. 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 Ich verstehe nur Bahnhof.